ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံရဲ့ပြည်ထနာကအားလုံးနဲ့တက်ဆိုင်နေတဲ့အတွက်ကြောင့်လူမှုဖွဲ့စည်းပါရမယ်။ပြီးတော့နိုင်ငံရေးပါတီအားလုံးပါဝင်ရမယ်။အားလုံးပေါ့ဟွာပေါ့ကြံ့ခိုင်ရလည်းပါရမယ်။ကျွန်တော် NLD ကလည်းသူနဲ့မဟာဟွာပေါ့မဟာအတိုက်ခံပါတီဖြစ်တဲ့ NLD လည်းပါရမယ်။ကျွန်တော်ကချင်းဟွာပေါ့တိုင်းနာပါတီခုဆိုရင်59 60တောင်ရှိတဲ့တိုင်းနာအားလုံးပါဝင်ရမယ်။ ကိုမူပုံနဲ့ကိုလှုပ်ထားတာရှိပါတယ်အဲ့ဒါလည်းပဲ NCCT UNFC WGC အဖွဲ့တွေချောင်းမိုင်းမှာလွန်ခဲ့တဲ့၃နှစ်လောက်ကတည်းကကျွန်တော်တို့ကိုတိုင်ပေါ်ဆောင်ခဲ့တာဟာသူတို့ကလည်းသူတို့ပုံစံနဲ့နောက်ကျွန်တော်တို့ညီနောင်တိုင်းသားဖက်ဒရေးရှင်းကလည်းကိုမူပုံနဲ့ကိုကို model နဲ့ကို develop လုပ်ကြတာဆိုတော့အဲ့ဒီဟာကကျွန်တော်တို့က တချိန်မှာဒီဟာတွေကိုကျွန်တော်ပြန်တိုက်ကြည့်ပြီးတော့မူပေါင်းတစ်ခုထဲနဲ့ကျွန်တော်အသုံးပြုမှာဖြစ်တယ်အားလုံးပါဝင်တဲ့ဖြစ်စဉ်ဖြစ်လာအောင်ကျွန်တော်စူးစမ်းရမှာပဲအဲ့တော့အခုပြောနေတဲ့ဟို၃ပွင့်တို့ဟလာဟို၈ပွင့်တို့ဆိုတာတွေပြောနေပြီမြန်တကယ်ကပထမအဆင့်မှာကဟိုအစပြိုးတဲ့အဆင့်မှာကတော့အရေးကြီးတဲ့ခေါင်းဆောင်တွေပေါ့အဲ့ဒီခေါင်းဆောင်တွေအဆင့်မှာဆွေးနွေးတာပေါ့ပြီးရင်တဖြည်းဖြည်းနဲ့ဒါကို အားလုံးပါဝင်တဲ့ပူဇော်ပြုမှုဖြစ်လာအောင်ချက်ထွန်သွားရမယ်ဒါမှပြည်စုံတဲ့အမဂန်ရရှိတဲ့ဉာဏ်ဉာဏ်ရေးပေါ်လာမှာကျွန်တော်6ပွင့်ဆိုင်6ပွင့်ထဲမှာတပွင့်ပွင့်ကနေလုံးဝသဘောမတူဘူးစင် ပြဿနာမရှိဘူးကျွန်တော်က75%သဘောတူရင်သာအောင်မြင်ပြီရောအဲ့ဒီအခြေခံလေးပေါ်မှာတော့အများကြီးညှိရမှာပေါ့လေ ကျွန်တော်တို့ရဲ့ပြည်တွင်းရဲ့ပြဿနာကအပြဿနာကတူတူတယောက်လူမျိုးတစ်မျိုးတစ်ခုနှစ်ခုရဲ့ပြဿနာမဟုတ်တနိုင်ငံလုံးရဲ့ပြဿနာဖြစ်လို့ကြောင့်တနိုင်ငံလုံးမှာရှိတဲ့ပါတီတွေပြီးတော့လူမှုဖွဲ့စည်းတွေ88ကအစပေါ့အားလုံးကပါဝင်ဖို့ကျွန်တော်ကအနေနဲ့အဲ့ဒီလိုယူဆတယ်ဗျာမူပုံတစ်ခုပဲရှိရမယ် ဒါမဲ့ကျွန်တော်တို့မူပေါင်းရတော့မဟုတ်ဘူးကျွန်တော်ပြည်သူအတွက်ကျွန်တော်နိုင်ငံအတွက်အသင့်တော်ဆုံးမူပေါင်းတစ်ခုရအောင်ကျွန်တော်ကြိုးစားမှာဖြစ်တယ်ဟိုရင်တော့ကဆွေးနွေးပွဲတွေဖြစ်တယ်။ဟိုတိုင်းသားတဲ့နဲ့ကိုင်ခေါင်းဆောင်တိုင်းသားတဲ့နဲ့ကိုင်အဖွဲ့အစည်းဒီဘက်ကစစ်တပ်ဘက်ကခေါင်းဆောင်ဒုမုံအဲ့ဒီချိန်တုန်းကရှိတဲ့အစိုးရနဲ့ဆွေးနွေးလိုက်တယ်။ပြတ်တယ်ဆိုတော့လေသူတို့ဘာသူတို့ပြတ်သွားတာပဲ။ဆိုတော့ကျန်တဲ့လူတွေကပြတ်သွားပြီးပြန်ပြစ်ပြီးဆိုရင်ပြေးကြပေါ့ ဒေသခံပြည်သူတွေကကြီးရလွှားရအောင်ကုဖက်ကသူတို့လှုပ်တာ၃ပွင့်ဆိုင်ဆိုတဲ့ခါကြတော့၃ပွင့်ဆိုင်ထဲမှာတပွဲ့တပွဲ့ကလုံးဝမလှုပ်ဘူးစင်ရပ်သွားနိုင်တဲ့အခြေအနေရှိတယ်